ရဲ့နေ့စဉ်သတင်းရစီစဉ်တွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့ညမိုးထပ်ပါ။တင်ဆက်ပေးခြင်းတဲ့သတင်းရအကြောင်းအရာတွေကတော့ပြည်ပတင်ပို့မည်စိုက်တွေးထုတ်ပေါ်အချို့ကိုအလိုရောက်လိုင်စင်စနစ်ဖြင့်ပြုပြမည်ဆိုတဲ့သတင်းဝေချက်30ပြီးပြီးရမောင်တီသာတီတမောစာကဲဆဲကူညီထောက်ပံ့ရေးစံတောင်းစတင်ဖွင့်လှစ်ဆိုတဲ့သတင်း ရန်ကုန်တိုင်း၌မိုးစမအေက၁၇သိန်းကျော်စိုက်ပျိုးရန်ရှာထားဆိုရတဲ့တွင်အငရကားတရင်ပုံအနေနဲ့တရုတ်ထိပ်သီး AI ကုမ္ပဏီများရှင်ပြိုင်ကြသည့်ဝင်းနေ AI Plus ပြိုင်ပွဲကြီး Final အဆင့်ရောက်ရှိဆိုရတဲ့တွင်အဆရှိတဲ့တွင်တွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတဲ့ ထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းပုံအနေနဲ့ပြည်ပတင်ပို့မည်စိုက်ပျိုးရေးထွက်ကုန်အချို့ကိုအလိုလျောက်လိုင်စင်စနစ်ဖြင့်ခွင့်ပြုမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ငလင်ပေးရလွန်ပို့ကုန်လုပ်ငန်းတွေအဆင်ပြေချောမွေစွာဆောင်ရွက်နိုင်ရှိပို့ကုန်လိုင်စင်ဥစွာရှောင်ထားပြီးမှစီစစ်ခွင့်ပြုတဲ့စနစ်မှအလိုလျောက်လိုင်စင်စနစ်နဲ့ပြောင်းလဲခွင့်ပြုရမှစိုက်ပျိုးရေးထွက်ကုန်အချို့လည်းပေါင်းဝင်ထဲလို့သိရပါတယ်။ ကုံသွဲရေးဦးစီးဌာနအနေနဲ့ကုံသွဲရေးလုပ်ငန်းတွေစနစ်တကျဆောင်ရွက်နိုင်စေဖို့ပင်လယ်ရေချောင်းနယ်နယ်စပ်ကုံသွဲရေးစခန်းတွေကတင်ပို့ရဲကုန်စည်အလုံးကိုပို့ကုန်လိုင်စင်လျှောက်ထားပြီးမှသာတင်ပို့ခွင့်ပြုနေထားဖြစ်ပြီးအခုထုတ်ပြန်လိုက်တဲ့အလိုလျောက်လိုင်စင်စနစ်နဲ့ခွင့်ပြုမဲ့ကုန်ပစ္စည်းအမျိုးမျိုးတွေထဲမှာကျတုံဖြူကျတုံနီးနဲ့ပဲမျိုးစုံစံပြောင်းနှံစားပြောင်းပန်းချုံစီထွက်တိနန်းတွေပါဝင်ထဲလို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ် လက်ရှိပြောင်းလဲကျင့်သုံးမဲ့လိုလျောက်လိုင်စင်စနစ်ကပို့ကုန်သွင်းကုန်လိုင်စင်တွေကိုကုန်သွယ်ရေးဦးစီးဌာနကစီစစ်ဖို့မလိုဘဲစနစ်ကလိုလျောက်လိုင်စင်ထုတ်ပေးတာဖြစ်ပြီးအဆိုပါစနစ်ကိုဂျွန်လ15ရက်မှစတင်ကောအောက်ကုန်လ33ရက်နေ့အထိဆောင်ရွက်ခွင့်ပြုသွားမယ်လို့သိရပါတယ်ရှင်။ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ ငွေကျ30ဘီလီယံမောက်တည်ထားသည့်ကမ္ဘောဇာကဲဆယ်ကူညီထောက်ပံ့ရေးစံတော်စတင်ဖွင့်လှစ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ။ငလင်ဘေးတန်အတင်ပြည်သူတွေရဲ့အတွက်ရည်ရွယ်ဆောက်လုပ်တဲ့ကမောစာကဲဆဲကူညီ ထောက်ပံ့ရေးစံသာမန်လေးကိုယမန်နေ့ကစတင်ဖွင့်လှစ်လိုက်ပြီးဖြစ်ပါထိတ်။တဘာဝဘေးတန်ပြည်သူတွေရဲ့အတွက်နှစ်ရှေးစီမံချက်ဖြင့်အနည်းဆုံးတစ်နှစ်မှ၅နှစ်အထိကဲဆဲကူညီထောက်ပံ့ပေးနိုင်မယ့် KBZ စံသာမန်လေးကိုဧရိယာ၁၆ဧကခန့်ကျယ်ဝန်းသည့်83လမ်းနဲ့130လမ်းမနောဟယ်ရီလမ်းထောင်ချမ်းမြသာစီမြို့နယ်မန်လေးမြို့တွင်တည်ဆောက်ထားတာဖြစ်ပါထိတ်။ KB ဆက်စံသားမန်လီမှာ ကနအူဝနေနဲ့ငလင်းသန်းတင်ပြည်သူတွေရဲ့အတွက်စိတ်ချမ်းမာရေးရပါဝင်လူနာ900ခန့်ကိုနေဆင်ရခမဲ့ကုသနိုင်တဲ့စိတ်ကုသခန်းများဂေါ်စံသားမှာတဆင်ရကိုဝညီတောင်းခံနိုင်မဲ့ထောက်ပံ့လူရန်ရေးစံသားသမင်းစားဆောင်တောက်ရည်တန်းနဲ့သုံးရခမဲ့ဖြန့်ပြူပေးခြင်းအခမဲ့အသုံးပြုနိုင်မဲ့ရေချိုးခန်းအင်တာနက်ဝိရှောစံများအခမဲ့အသုံးပြုနိုင်မဲ့ NPG ဂတ်စမီဘိုဆောင်များအဆရှိတဲ့ဝန်ဆောင်မှုတွေပေးသွားမယ်အပြင် င်းတဘာဝဘေးကယ်ဆယ်ရေးသင်တန်းတွေပို့ချနိုင်မဲ့ဗတ်ဆောင်သုံးခန်းမတွေလည်းပါရှိတယ်လို့ဆိုပါတယ်ဒါအပြင်ငလင်းဘေးတင်ပြည်သူတွေရဲ့အတွက် KBZ ဘေးစံထောင်း KBZ MS General Insurance KBZ Life Insurance တို့မှလည်းအဆိုပါစံထောင်းမှဝန်ဆောင်မှုတွေပေးအပ်သွားမယ်လို့ဆိုပါတယ် ကမ်မောစာဖန်အနေနဲ့မက်ရှလာ28ရက်ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြီးရဲ့ပြီးမှကယ်ဆယ်ရေးလုပ်ငန်းတွေအတွက်ငွေကျပ်15ဘီလီယံကိုကနအူးလှူဒန်းခဲ့ပြီးရေရှည်ကူညီနိုင်ဖို့ KB ဆက်စင်တာမန်လေးကိုငွေကျပ်30ဘီလီယံစုစုပေါင်းငွေကျပ်45ဘီလီယံကိုမတီးလှူဒန်းထားတယ်လို့သိရပါတယ်ရှင်။ဆလဘီချန်ဟုန်တိုင်း၌မိုးစပိုင်းအေက17သိန်းကျော်စိုက်ပျိုးရန်ရှားထားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အခု2025-2026ခုနှစ်မိုးရာသီမှာရန်ကုန်တိုင်းအတွင်းမှာမိုးစပါးအေးက73သိန်းကျော်စိုက်ပျိုးဖို့ရထားတယ်လို့တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနကသိရပါတယ်။အဆိုပါကဲတူစိုက်ပျိုးရာမှာရန်ကုန်တိုင်းအတွင်းကမြို့နယ်ပေါင်း14မြို့နယ်မှာ မိုးစပါး73သိန်း4222အေးကစိုက်ပျိုးဖို့ရထားပြီးလက်ရှိအချိန်အထိအေးက9000ခန့်စိုက်ပျိုးပြီးဖြစ်ကကျန်းအေးကအထွေကိုဆက်လက်စိုက်ပျိုးနေတယ်လို့ဆိုပါ ားထိမေလာကနေစတင်ဘာလကုန်ပိုင်းအထိမိုးစမားဆိုင်ပြိုးတဲ့လုပ်ငန်းကိုလုပ်ကိုင်ချမှာဖြစ်ပြီးအောက်တိုဘာလကနေဇန်နဝါရီလဆန်းပိုင်းအထိရှိတ်သိမ်းသားတွေဆောင်ရွက်သွားမယ်လို့သိရပါတယ် ရန်ကုန်တိုင်းရတွင်မှ2024-2025ခုနှစ်နွေစပါးစိုက်အေက2,5896စိုက်ပျိုးပိုရထားခဲ့ပေမဲ့2,6988အေကတိုးချဲ့စိုက်ပျိုးနိုင်ခဲ့ကတအေကကို63သရမ26သိန်းထွက်ရှိတယ်လို့သိရပါတယ်ရှင်။နိုင်ငံတကာသတင်းပုံအနေနဲ့ တရုတ်ထိပ်သီး AI ကုမ္ပဏီများရှင်ပြိုင်ကြသည့်ဝင်းနေ AI Plus ပြိုင်ပွဲကြီး Final အဆင့်ရောက်ရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တနင်္ဂနွေနေ့ကတရုတ်အရှေ့ပိုင်းဟန်ဂျိုးမြို့မှာတရုတ်မီဒီယာဂရုစီအမ်ဂျီမှဦးစီးကျင်းပတဲ့ဝင်းနင် AI Plus ပြိုင်ပွဲကြီးရဲ့ Final ပွဲတွေကိုကျင်းပခဲ့ပါတဲ့ နိုင်ငံတော်ရှင်ပြိုင်သူ102ဦးထဲမှလရွေးစင်အဖွဲ့39ရွေးချယ်က2025တရုတ်ထိပ်သည် AI လုပ်ငန်းများဆိုတဲ့စုသက်ဆက်ရအတွက်အဆင့်မြင့်ဤပညာများပြသလာကြပါသည် နောက်ဆုံးအဆင့်ရှင်ပြိုင်သူတွေထဲမှာလူငယ်သူတွေတီများအတွေ့အကြုံရှိစွန်ဦးတီထွင်သူများပါဝင်ပါထိဒီအစီအစဉ်ကိုကြည်ချင်းအားဖြင့် AI ခန္ဓာမှာတရုတ်ရဲ့ရှင်ပြိုင်နိုင်စွမ်းနဲ့အနာဂတ်ဖွံ့ဖြိုးမှုမှာစံတေတီထွင်မှုတွေကဘလောက်အထိတွန်းအားပေးနိုင်မလဲဆိုတာမြင်တွေ့နိုင်ကြောင်းအနာဂတ်မှာလူသားတွေ စိတ်ကူးတဲ့ AI ကိုဖန်တီးနေကြတာဖြစ်ကြောင်းအလီဘာဘာ cloud တီထောင်သူဝမ်ချီယန်ကပြောပါထိ လက်မှတ်ထိုးပွဲအခမ်းအနားမှာယင်းနှိမ့်နှံမှုဦးဆောင်အဖွဲ့အစည်းများက AI ကုမ္ပဏီဆက်သက်ခုရဲ့ကိုယ်စားလှယ်များနဲ့ဗျူဟာမြောက်ပူပေါင်းရေးသဘောတူညီချက်များရယူခဲ့ပါတယ်။ရှင်နီမြုံနယ်ရဲ့အထင်ကြီးအဖွဲ့အစည်း15ခုမှပါဝင်ခဲ့ကြတာတွေ့ရပါတယ်။ ။တဘောသူညီချက်16ခုအနေနဲ့လက်မှတ်ရေးထိုးတဲ့အဆင့်ရှောင်းနေပြီးကနဝုရှင်းနှီးမြှုပ်နှံမှုက စုစုပေါင်းဒေါ်လာ69ဒသမ55သန်းကျော်လွန်လာပါပြီ။ Final ပွဲစဉ်များကိုဇွန်လလမှာ CCTV2 နဲ့ CMG Online Video Platform တွေကနေပြသသွားမှာဖြစ်ပါတယ်လို့သိရပါတယ်ရှင်။ ယခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစီရဲ့နေစဉ်သတင်းအစီအစဉ်တွေပဲဖြစ်ပါတယ်။ကြီးစုအားပေးခဲ့ကြသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ကျမကတော့မြန်မိုးထပ်ပါ thank you